950ဆတ်တော်ထဲမှာပါဠိကေတာရဆတ်စွာရှိတယ်။လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဆက်ကိုခေါ်ခဲ့တာဖြစ်တယ်မို့။ဇာလန်းလေးကိုအချင်းချင်းပြောရမယ်ဆိုရင်မေဂရတိုင်းမှာမေဂရမျိုးတော်ရဲ့အရှိမြောက်ထဲမှာပါဠိတရားဆိုတဲ့ ပုံနာရွာကြီးတရွာရှိတယ်။ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်။အဲ့ဒီရွာမှာလေပိုင်းရှင်တထေးကြီးရှိတယ်။လေပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်။သူကိုယ်တိုင်လှုပ်တဲ့လေရလည်းမနေဘူး။သူများကိုအငှားချထားတဲ့လေတွေလည်းရှိတယ်။အဲ့ဒီလေရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင် လက်ပံမင်းနေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်။ဒါအနေထားတွေကိုဖော်ပြ။အဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်။အဲ့ဒီနေထားမှာသူဟာလေစပါးတွေကိုစိုက်ပြူးလေယာတွေကိုပြုထောင်စိုက်ပြူးပြီးတော့စပါးတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့။မဟုတ်လို့လေဆိုရင်လက်ပံမင်းတော်က ကျင်းငက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စဘာကင်းကစဘာတွေကိုစားကြတယ်အကောင်းကြီးအလွန်များတဲ့ကျင်းငက်တွေအုပ်လိုက်ကြီးကျလာပြီးတော့စားတာချောက်လို့မနိုင်လောက်အောင်ရှိတယ်ပေါ့ချောက်လို့မနိုင်ဘူးကျင်းငက်တွေကလွန်ရဲတယ် ုနာချောင်းဒီနာချအဲ့ဒီလိုလေဆောင်းကခြင်းငက်တွေကိုမောင်းထုတ်တော်လဲမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထဲမဲ့ဒေါင်းလောက်ကြီးတဲ့ခြင်းငက်ကြီးတကောင်ပါအဲ့ဒီကောင်ကြီးကဆိုရင်သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံ့နေကိုခြေပြီးတော့သွားတယ်စားလို့တဲ့အာမရဘူးတဲသွားတယ် ။တချို့လဲလှုပ်တတ်တယ်အဲ့လိုမျိုး။အလူမန်းတဲ့ချမင်းကျွေးကိုလာပြီးတဲ့အခါကျချိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူတယ်ပေါ့နော်။ဒီမှာလဲစားတယ်ပြီးတော့ချိုင်းလဲဆွဲသွားတယ်ပေါ့။အဲ့ဒီကြည်ကြီးကလည်းပဲချိုင်းဆွဲသွားတဲ့သဘောပဲ။သူလဲဝအောင်စားတဲ့စပယ်နန်းလေးကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွား။လေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါ သူ့ရောချေးတောင်းမှကြောက်တော့လယ်ပိုင်းတထေးကြီးစီသွားပြီးတော့ဒီအကျိုးကြောင့်တွေကိုပြောတယ်သူကျင်းငှက်တွေကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီမဲ့ထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူးအပြန်ကြတော့လဲဆိုဝါပင်နေစပယ်နှမ်းလေးကိုချီးပြီးချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့ လည်းပဲရှင်ဘုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လည်းပဲရှင်ဘုံနာကြီးကသူ့ဘာပြောတော့မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လောက်กว่าကြော်ကွင်းအဲ့ဒီကျင်းကတိကြလာတဲ့နေရာမှာမင်းကြော်ကွင်းနေထောင်တာအဓိကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ကျင်းကအကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခန်းလိုက် ကြော်ခွင်းလှုပ်တဲ့အခါနှွားမြီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့ခိုင်မာတဲ့ကြော်ခွင်းနေလောက်ခိုင်တာလက်ခွင်းထဲမှာထည့်ထားနောက်ရကြတော့ခြေရီခြေငက်တွေပြန်တန်းချလာပြီးတော့ဆွဲနန်းတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာဆင်းဆင်းချင်းသူ့ခြေတော်ကြော်ခွင်းကဆွတ်မိသွားအဲ့ကောင်းကြီးကြော်ခွင်းမိသွား သို့သောသူကကျင်းခဲ့တဲ့မှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းခဲ့တည်းခုချိန်သူအွန်လိုင်းလို့ရှင်အစာမစားရမှဆိုလို့အသာလေးသူ့ချီတော့ချိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမော်ဘူးနောက်ဆုံးကြီးတွေကဆွဲနယ်နေဝါအောင်စားလို့အာရရပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းပြီးပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့ အော်လိုက်တာကြံနေချင်းတွေအကုန်ပြန်ကုန်ညာတော့မှမရှိတော့သူတို့ကောင်းလဲပဲကြံအဲ့ဒီအချိန်မှာလေဆောင်ယောက်ျားလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိမ်ခေါ်သွားရောဘုန်းတော်ကြီးစီရောက်တဲ့အခါလေပဲရှင်ဘုန်းတော်ကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလက်ချီးတော့ခြေနဲ့ဒါကြီးချိပြီးတော့ကြာကြာနာနာ ခြေတော့မှာကြော်ခွင်းကြီးနဲ့ပွန့်ပဲ့နေလေစေးဒီဘာတွေလိမ့်ပြီးပြီဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစဘယ်နန်နေစာယုံနေမကဘူးချိန်ဆွဲသွားတယ်လို့ပြောတယ်နော်စဘယ်နန်စာယုံနေမကဘူး လုတ်သီးနဲ့ဆွေနန်းနေအများကြီးချီချီသွားတယ်လို့ပြောတယ်။အဲ့တော့မင်းကခူတော်ဆောက်ထားဖို့စပါးတွေကိုတဲပြီးတော့အယောင်းဝယ်လှုပ်ထလာသို့မဟုတ်ခူတော်ဆောက်ထားတာရှိလို့လားလို့ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ခြင်းခဲ့ဆိုတော့လူဘာသာစကားလေးပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရမမျိုးလေးကိုနော်ပြောတဲ့အခါကျတော့ သူပြောတဲ့စကားတော်တော်ထူးဆန်းသွားတော့ဘာလို့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လည်းဆုံးထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်နေတဲ့ကတချို့ကိုကျွေးသည့်ခြားရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရှင်ဤမြုံနန္တာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူပြောတယ် လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတစ်ခုကကျွေးဆက်တာကျန်တဲ့ပိုရှင်တဲ့ဟာကြတော့ရွှေအိုးမြုပ်တာပါတိမ်ထတာပါလို့သူပြောတယ်အဲ့အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့ လေပိုင်းရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမအောင်ချင်းငဲ့တကောင်ကကျွေးသိပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းနေဒါကြောင့်မို့ဘလူကျွေးသိပေးပြီးဘလူကျွေးဟောင်းဆက်တာလဲနော် ဘယ်လိုရွှေအိုးမြတ်မြုပ်ပါသလဲလို့ဆိုတော့တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီကျင်းခဲ့ကျင်းကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြသူကြွေးသည့်ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာတပက္ခတရုဏပုဒ္ဒကမရှခောတိယ တိမံပတပရိသန္တိတတမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူမှာတားငယ်တမိငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီ ကျင်းတဲ့သရဝအငယ်လေးစားဖို့အတွက်သူကယူယူသူတို့စားဖို့ယူသွားတယ်လို့မပြောပဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအစ်စ်ချတယ်လို့ပြောတော့ပါဟောသူကျွေးရမယ်သူ့ရဲ့တားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကို ကျွေးတစ်ချတယ်လို့သူပြောလိုက်တယ်။ပုံနှန်းကြီးရဲ့သဘောကြတယ်။ဒါပြင်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာရောကျွေးဟောင်းဆက်တာကတော့ဘာရောဆိုမန္တပိတ္တဆမေဝုဒ္ဓစေနဂါကတရွတ်ပဲနာတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာ မွေးပြီးတော့ဆောင်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မန်တွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖကိုကျင့်ခဲ့ကြည့်တယ်ဟာအတောင်မန်တွေကကျွတ်ကုန်လို့ကောင်းရင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ် အစာရေစာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ယေရှုတရားကိုပြန်ဆက်တဲ့အနေနဲ့ကြွေးဟောင်းဆက်ခြင်းဖြစ်ပါလေအလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်စလေးတွေကြွေးနေတာတွေ့ပါလေနော် ကဲကလေးတွေခွန့်ပြီးတော့ကြွေးနေကြတယ်။အဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကြွေးမွေးဆောင်ရှောက်ရပါတယ်တဲ့။အဲ့ဒါကိုယူရပြီးတော့ကြွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်။လေပဲရှင်ပုံနှိုင်းကြီးကသဘောတွေကြာဟုတ်သားပဲလူတွေတောင်မှတစ်ခါတည်းလေးလိုလောက်တာမရှိဘူး။သူကဒါကြွေးဟောင်းဆက်တယ်။ ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘလို့လုပ်တာလဲအင်းကြီးပိတန်ထသကုဏခိနပက္ခသူတုပ္ပလာတေတံပုံညတိကောဓမ္မိတန်နိဒေအာဟုပဏိတာအဲ့ဒီမှာကျွန်ုပ်တို့ချင်းငှက်အုတ်ကြီးတဲ့မှာတဲ့ တချို့ကြီးငယ်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့အခါအတောင်တွေကျုပ်ကုန်ကြတယ်တောင်တွေကျုပ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နိုင်ရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်တော်ကနောင်နာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာဒါဟာရွှေအိုးမြုံနိုင်ခြင်းပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုကိုလိုချင်လို့ သူတို့အတွက်ကိုကျွေးမွေးဆောက်ရှောက်ပါတယ်။ဒါဝတ္တရားနဲ့လှုပ်တာမဟုတ်ခုနကနှစ်ခုကဝတ္တရားပါ။ကလေးငယ်လေးတွေကိုဆောက်ရှောက်ကျွေးမွေးတာကဝတ္တရား။မိဥဖအိုတွေကိုကျွေးမွေးတာကဝတ္တရား။အခုကတော့ဝတ္တရားမဟုတ်ဘူး။ကုသိုလ်လိုချင်လို့ဆောက်ရှောက်မယ်။ခြင်းငယ်တွေကိုဆောက်ရှောက်တာဖြစ်တယ်။တဟာ ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယင်းနှမြုပ်နဲ့ခြင်းဖြစ်ပါတယ်လို့ဩဒီလိုရှင်းပြလိုက်တဲ့အခါကျတော့ဒေဝရှင်ပုံနာကြီးကလူတွေတောင်မှဒီအသည့်မရှိဘူးတဲ့ဒီချင်းငဲ့တော်အတော်ကိုလိမ္မာရေးချရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့သူ့ကို အလိုရှိရာစားဖို့အတွက်သူစိုက်ပြုတ်ပေးထားတဲ့လေဧကားတဲ့ကအကွက်တစ်ကွက်ကိုတတ်မှတ်ပြီးတော့ပေးတယ်။ကြိုက်တယ်လို့စားပါဒီခင်အလုံးစားတဲ့နေ့ဆွဲထားပြီးတော့ဒီချင်းငယ်ကြီးပိုင်တဲ့အခင်းကိုတတ်မှတ်ပြီးတော့ပေးလိုက်တယ်။ကြိုက်တယ်လို့စားဒီခင်းနဲ့ကထွက်သည်မြတ်တီးနှံ့နေသူ့ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆုလက်အနေနဲ့လည်းပဲရှင်ဘုံနာကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီချင်းငယ်ကြီးကိုပြန်ပြီးတော့လှုပ်လိုက်တယ်ဒီဆက်လန်းလေးကိုမြတ်စွာဘုရားကတရိစ္ဆာမင်းဖြစ်တော်လဲပဲတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အလုံးမြင်မိကြသလိုပဲ မိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖိုတွေငှက်ထီးတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကိုကျွမွေးဆောင်ရှောက်ကြတယ်ငှက်ကြီးတွေကိုကျွေးတာတော့မြင်မှုချက်မှမြင်မှုကြမယ်ငှက်ပေါက်စားလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့ဒီလိုလုံးတဲ့လုံးတဲ့လုံးထိုက်တဲ့တောင်းဝန်တရားတွေကိုသူတို့ဟာခြေပြွန်စွာထမ်းဆောင်နေကြတာဖြစ်လို့ တန်မြာစည်းပွားကုသိုလ်ကောင်းမှုများဟာလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေဒါလည်းဖြစ်တယ်တို့တွေဟာလူဘဝရောက်လာတဲ့အခါမှာထို့တူပဲငါတို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတို့တွေဟာအာယုစုဆိုင်ပြီးတော့ကိုယ်တန်းငယ်သမီးငယ်တွေကိုတောင်းဝတရားရပြုစုဆောင်ရှောက်ခြင်းကျွေးမွေးဆောင်ရှောက်ခြင်းကိုမိဟူဖောက်တွေကို ုံပြန်ကျေစုဆက်ချင်းဆိုတဲ့တောင်းဝတရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နှစ်ရပ်ကိုစူးစမ်းအထောက်ပြီးမလင်ဟင်းစေရအောင်တတိနဲ့ဆောင်ရွက်ရမှာဖြစ်ပြီးကိုရှာဝေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးမဲနဲ့ကုသိုလ်ကောင်းမှုအတွက်ယင်းဤမြုံနယ်မှုတစ်မျိုးဖြစ်အောင်တို့တွေ ရွှေအိုးမြုပ်ချင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါမြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက်ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်။အဲဒီအလုံးတရားချက်ခင်သူတော်စင်ပြိတ္တတို့တို့တွေလှုပ်တင်လှုပ်ထိုက်တဲ့ချွေးသိပေးခြင်းဆိုတာလောက်ကြရဲ့လား။ ကျွေးဟောင်းဆက်ချင်းဆိုတာကိုလောက်ကြရဲ့လားရွှေအိုးရုံမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်အကိုပြန်မေးပြီးတော့ကိုလောရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင်တို့တွေကြိုးစားအထောက်ကြအောင်မှဖြစ်တယ်လို့ကိုစီကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း